ဲမင်္ဂလာပါမျိုးတို့ရေဒီကနေ့ကတော့ကျွန်တော်တို့ကီးတွေရောထိတ်တွေရောဘရိတ်တွေရောအကုန်မှန်နေပေါ့နော်ဒီကနေ့ဒီကြားထဲပောက်ကနန်းလေးတွေကျွန်တော်ပေးနိုင်ခဲ့တယ်ပေါ့နော်မနေ့ကကျွန်တော်6 6ရက်3 6ရက်5လေးရက်5ခုရက်ဆိုပြီးတင်ကနန်း၄ခုပေးတဲ့ထဲမှာ86ကကျွန်တော်တို့ဒဲကိုအောင်ခဲ့ပါတယ်နော်ထိတ်ကလည်း၈ထိတ်အောင်နေနော် ကီးရလဲ6 6ကီးအောင်နဲ့ညနေပိုင်းမှာ8ကကီးဖြစ်နေတော့ထပ်ထီသေးရနော်ကီးထက်ကကီးဖြစ်နေအောင်ထပ်ထီတယ်နောက်တစ်ခါကျတော့ကျွန်တော်တို့ဒီမှာဒီကီးမှာဆိုရင်လဲမနေ့ပိုင်း86မှာ8တလုံးထိပြီးတော့ညနေပိုင်းမှာခွန်8မှာခွန်ရော8ကိုထပ်ထီပြီးတော့ကျွန်တော်တို့အပေါ်အောက်ပြီးသွားခဲ့တယ်ပေါ့နော်အဲနောက်တော့ break ကလည်းကျွန်တော်တို့86ဆိုတော့၄ break ကကျွန်တော်တို့ break နှစ်ခုသလုံးမှာအောင်သွားခဲ့တယ်နော်အဲဒီကြားထဲမှာကျွန်တော်တို့မနေ့ကကျွန်တော် comment မှာမေးထားတာတခုရှိရဲကျွန်တော်ပြန်ကနန်းထွက်ပြီးတင်းနေ6ခွင့်ရှိအခွေဆရာရဲဆက်ခွေရမှာလားခွေတင်းတယ်လို့ကျွန်တော်ပြောခဲ့တယ်လူပါလဲခွေမယ်ဆိုရင်တော့တင်းနေ6ခွင့်ရှိကကျွန်တော်တို့မနေ့ကောညအောင်အောင်ခဲ့တယ်ဗောနော်တင်းနေ6ခွင့်ရှိဆိုဟာလာမနေ့ကောညအောင်အောင်ခဲ့တယ်ကဲအဲ့တော့ဒီကနေ့တော့ကျွန်တော်အောင်လေးပေးနိုင်တဲ့အတွက်ရင်ထဲမှာပုံဝင်ကြရဗောနော်ကျွန်တော်ကလည်းအများနဲ့ကျွန်တော်လူတွေအောင်နေစီခြင်းတယ်သို့သော်ညာလဲအောင်ပွဲလေးတွေကနည်းနေတဲ့အတွက်ကျွန်တော်မှာပုံဝင်မကြအောင်ဖြစ်နေရတယ်ဗောနော်ကဲအဲ့တော့ကျွန်တော်20လေးကိုစလိုက်ရအောင် ပြဏီလေးတွေကိုစာမယ်စာမယ်ဆိုတော့ကျွန်တော်တို့ပြဏီလေးတွေကိုစာမယ်ဆိုတော့အခါကျတော့ကျွန်တော်ဘယ်ကစာမလဲဆိုတဲ့အခါကျတော့1 1 3ခွန်ကစာမယ်ဗျနော်1 1 3ခွန်ကစာမယ်နော်1 1 3ခွန်1 1ခွန်1ခွန်ပြီးသွားတဲ့အခါကျတော့ကျွန်တော်8 4ခွန်8 8 4ခွန်8 2925နှစ်တုံညဆိုပြီးတော့ကျွန်တော်တို့ဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်ပါမယ်အဲ့ဒါကိုတွက်တဲ့အခါကျတော့ဘယ်လိုထွက်မလဲဆိုတဲ့အခါကျတော့ဒီခွန်ရဲတဲ့ဒီခွန်ရဲပေါင်း၄ပါတဲ့ဒီနှစ်နဲ့ပေါင်းတော့6ပါတဲ့နော်6 6ရဲ့နှစ်ခက်က9 9ရဲ့ပါဝါ4 6 4ဆိုတဲ့ကီးတုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲကြည့်လိုက်ရအောင်395တဲ့မအောင်ပါဘူး19 19တဲ့19မှာကျွန်တော်တို့ကိုတလုံးထိပ်ပြီးအောင်ခဲ့ပါတယ်မျိုးတို့ ကဲနောက်တစ်ပြန်တွက်ပါမယ်ငါ963ည963ည2ခွန်3ခွန်ညာ4 9 3ည3ည4 9 3ညဆိုပြီးဒီလိုမျိုးကျွန်တော်ထပ်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်ဒီ3ညရဲ့ဒီ3ရဲ့ပေါင်း3ပါတယ်ဒီ9နဲ့ပေါင်းတော့2ပါတဲ့2 2ရဲ့နှစ်ခါက4 4ရဲ့ပါဝါ9 2 4 9ဆိုတော့ဒီ3တော့ဒီအပြင်မှာထွက်ရမယ်တဲ့ ိုက်မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့ခွန်လေးတဲ့ခွန်လေးမှာလေးတလုံးထိပြီးအောင်ခဲ့ပါတယ်ကိုကိုတဲ့ကိုကိုမှာလည်းကျွန်တော်ကိုတလုံးထိပြီးညာအောင်မနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့ဒီနေရာမှာတော့ကျွန်တော်မနေ့ကကကြိုးကြောင်နေဝင်ပြောတဲ့လူကြီးရှိတယ်အဲ့အတွက်ကိုကျွန်တော်ရဲ့ friend အနေနဲ့နည်းနည်းဟိုမကျင်တဲ့ friend တွေကလည်းကျွန်တော်ဘက်ကနား friend တွေဝင်ပြောတယ်ပေါ့နော်ဒီကောင်တွေကတော့ရှင်းရှင်းပြောရမယ်ဆိုရင်ဟိုအမှန်တရားဆိုရင်တလာဖုံးနေတဲ့လူတွေပေါ့နော်မှန်တဲ့နေ့တွေဆိုရင်သူတို့မသိရော သူတို့ကမမှန်တဲ့နေဆိုပြည့်ဝင်ပြောမယ်ဒါပေမဲ့သူတို့မကြည့်ဘူးလားဆိုတော့ကြည့်တယ်မယူဘူးလားဆိုတော့ကျွန်တော်တို့နီးတွေကိုယူတယ်ကျွန်တော်တို့ထိုးခွက်တွေကိုသူတို့ကယူတယ်ကြိုက်တာလေးတွေအတွင်းယူတယ်အောင်သွားရင်ဆိုတက်တိကလေးနေတယ်မအောင်ရင်အောက်ပြစ်ပြောမယ်ဆိုရယ်လူစားမျိုးတွေပါဗျာနော်အဲ့တော့ဒီကောင်းတွေကိုကျွန်တော်တို့တူဖက်ပြန်ပြီးပြောအနေနဲ့အာညောင်းနေဗျာနော် sorry တော့ကျွန်တော်ပြောပြီးသားကျွန်တော်ကကျွန်တော်လူရင်းနဲ့ကျွန်တော်ပြောပါပါသွားမယ်ပြောပါပါတွက်မယ်ဒါပဲနော်ကျန်တဲ့ကောင်းတွေဘာကြီးအာဝင်းချောင်းချောင်းကျွန်တော်ဂယူလည်းမဆိုင်ဘူးကဲအဲ့တော့ကျွန်တော်ဆက်ပြီးတွက်မယ်16 98 ညာ၄68ဘုံညာ၄68ဘုံညာ၄68 73 73နဲ့เนาะဒီနေ့လိုမျိုးတွေအကုန်လုံးမှန်တာတွေတွေ့နေတိုင်းအဲ့ကောင်တွေအာစည်းထဲ့နေပြန်ရောเนาะမမှန်တဲ့နေကို6အောင်နေရသူတို့အဲ့လိုမျိုး8ကဲ6ကဲပေါင်းတော့၄3နဲ့ပေါင်းတော့ခွန်မာတဲ့ခွန်ရဲ့နှက်ခတ်က3ညာ3ညာပါဝါ9ခွန်3ညာ5ဆိုတော့ကီ3လုံးဒီပြန်မထိရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့ခါကျတော့ ခွန်တက်ခွန်တက်မှာကျွန်တော်တို့ခွန်တလုံးထိပြီးအောင်ခဲ့ပါတယ်98 98မှာလည်းကျွန်တော်တို့အောင်ခဲ့ပါဘူးဗျအဲကဲနော်ခံအောင်လို့ကျွန်တော်98မှာလည်းအဲဆိုပြီးပြောပြီးတော့မှဟိုဖြစ်တော့အရှင်တက်လိုက်ရဟုတ်လား98မှာမအောင်ပါဘူးနောက်တစ်ခါကျွန်တော်တို့ခွန်ခွန်တင်ငါခွန်ခွန်တင်ငါခွန်ရှိ76ခွန်ရှိ76 လေခွန်ရှစ်လေးဆိုပြီးကျွန်တော်ဒီလိုမျိုးထပ်ထားပါတယ်အဲ့ဒါလေးကိုတက်ပါမယ်တွက်မယ်ဆိုရခါကျတော့ဒီ9ရယ်ဒီ6ကပေါင်း3ဒီ6နဲ့ပေါင်းတော့1တိရနှစ်ခက်က6 6ရဲ့ဘာဝ3 1 8 3ဆိုတော့ကီ3လုံးဒီအပြင်မှာထွက်ရမယ်အဲ့တော့ကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့6ခွန်နဲ့မအောင်မအောင်ပြ1ခွန်1ခွန်နဲ့1ခွန်မှာတော့ကျွန်တော်တစ်တလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့ တဲ့နောက်တစ်ပြုံတွက်ပါမယ်နှစ်2 5 3 2 6 3 9 9 6 3 9 9 2 6 9 2 6ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့လေးကိုကျွန်တော်တွက်ပါမယ်တွက်မယ်ဆိုတဲ့အခါကျတော့ဒီ3ရဲ့တဲ့ဒီ3ရဲ့ပေါင်းတော့3ဒီ1နဲ့ပေါင်းတော့4ပါတဲ့4 4ရဲ့နှစ်ခက်က2 2ရဲ့ပါဝါခွန်4 2ခွန်ဆိုတော့ဒီ3လုံးဒီပြန်မှာထွက်ရမယ်တဲ့ အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့တစ်ချောက်တယ်မအောင်ပါဘူးဗျာ၈လေး၈လေးတယ်၈လေးမှာတော့ကျွန်တော်တို့လေးတလုံးထိပြီးအောင်ခဲ့ပါတယ်အမျိုးတို့ကျွန်တော်ဒီဘုံတွေ့ပါမယ်ရှစ်ခွန်9နှစ်ရှစ်ခွန်9နှစ်တင်533တင်533 3926 3926ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အားလေးကိုတွက်မယ်ဆိုရင်ဒီ3ရဲ့ဒီ5နှစ်ကဒီဒီနှစ်ကဒီ3ရဲ့ပေါင်း5ဒီနှစ်နဲ့ပေါင်းတော့ခွန်ပါတဲ့ခွန်ခွန်နဲ့ခက်ခက်3ည3ည5ပါ5ခွန်3 5ဆိုတဲ့ကီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားလဲဆိုတဲ့ခါကျတော့3ည2တဲ့3ည2မှာ3ည3လုံးထိပြီးအောင်ခဲ့ပါတယ်7 3ည8 3ည8 3ည8ပဲထပ်ထိပ်ပြီးညာရောမနေ့ကောအောင်ခဲ့ပါတယ်အမျိုးတို့ โอเคနောက်တစ်ပြန်တွေ့ပါမယ်ရှင်ငါ95 95 95 65 68 65 68 69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  ရှစ်ရှစ်မှာရှစ်တလုံးထိပြီးအောင်ခဲ့ပါတယ်နှစ်တိနှစ်တိတဲ့နှစ်တိမှာတော့မအောင်ပါဘူးဗျတဲ့နောက်တစ်ပင်တွက်ပါမယ်ခွန်45ခွန်45 4339ခွင်း4339ခွန်း2513 2513ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်အဲ့လေကိုကျွန်တော်တပါမဲ့တွက်မဲ့ဆွဲကကြတော့9ရဲ3ရဲပေါင်းတော့9 1နဲ့ပေါင်းတော့6 6ရဲ့နှစ်ခါက9ကို9ရဲ့ပါဝါ4 6 9 4ဆိုတော့ကီတုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့ဒီတော့ကျွန်တော်ဗားရထွက်သွားလဲကြည့်လိုက်ရအောင်3 1တမအောင်ပါဘူး6 8 68ရဲ့68မှာတော့ကျွန်တော်6တလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးလို့ကဲအဲဒီလိုအောင်နေတဲ့နီးလေးနဲ့ကျွန်တော်တို့ဗိုလ်တူးနေတွေတွက်လိုက်ရအောင်63965 63945 4493ည 8688ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်ဒီ9ရဲ့ဒီ9ရဲ့ပေါင်းနှစ်ဒီ9ပေါင်းတော့9 9ရဲ့နှစ်ခက်က6 6ရဲ့ပါဝါ1 9 6 1ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့တော့ကျွန်တော်တို့ဒီ9 6 1ဆိုတဲ့ကီးသုံးလုံးနဲ့ကျွန်တော်တို့ကီးထိတ်ကလေးနဲ့စဉ်းစားလိုက်ရအောင်မင်းတော့ပေါက်တယ်နော်မင်းပေါက်တဲ့အတွက်စာရွက်ပြောင်းလိုက်တာကောင်းပါတယ် အဲအဲ့တော့ server ခရီးပြောင်းလိုက်တဲ့အခါကျတော့နည်းနည်းရှင်းရှင်းလင်းလင်းလေးပြောပြလို့ရတာပေါ့နော်ဒါမှဆိုရင် server နဲ့ဆိုရှုပ်နေမှာဆိုလို့ဟိုမှင်နေရပေါက်နေတော့အဲ့တော့ကျွန်တော်တို့ဒီနေရာမှာ key tag key tag ကတော့ဒီကနေ့လည်းမှန်ခဲ့ပါတယ်နော်မနေ့ကအတွက် key tag တဲ့ key tag key tag ကဆိုရင်ကျွန်တော်တို့ဗာရတဲ့ဆိုတဲ့အခါကျတော့ငါ၃ 8ပါတဲ့เนาะ938ခုနကီယိုယိုကဒီကနေ့နဲ့ကီထိတ်နေသွားတူရယ်เนาะကီယိုယိုက961เนาะ96ဒီအကောင်ကြီးအဲ့တော့ကျွန်တော်တို့ကမတူညီတာလေးတွေဖြစ်တဲ့အတွက်သူတို့နှစ်ခုကိုပဲကတ်ပါမယ်ကတ်မယ်ဆိုရင်59 56 56 58 58 39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  ရှစ်ကိုရှစ်ချရှစ်ချရှစ်တရှစ်တဆိုဒီလိုမျိုးကျွန်တော်တို့ရပါတယ်တဲ့အဲ့မှာကျွန်တော်မာစတာကီးမာစတာကီးတွေဟိုကျွန်တော်ပေးပါမယ်မာစတာကီးကိုပေးမယ်ဆိုရင်ပထမမာစတာကီးက၄နှစ်၉၆တဲ့၄နှစ်၉၆နောက်တစ်ခါဒုတိယမာစတာကီးက၂ခွန်၂ ခွန်၄၉ကို၄ကိုအင်းနော်အဲ့တော့၄ကိုနှစ်ခွန်၄ကိုဆိုပြီးတော့ကျွန်တော်တို့ဒီလိုမျိုးရပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေရာမှာပြန်ကြည့်မယ်ဆိုအပေါ်အောက်ပြီးမယ်ဆိုရင်ကျွန်တော်တို့ကဟိုဒီလိုအပေါ်အောက်ပြီးမယ်ဆိုရင်ဥပမာပေါ့နော်၄ကို၆ဆိုရင်ဒီမှာ၉၆တို့ပါတို့ပါနေတဲ့အပေါ်အောက်ကလေးလေနည်းနည်းတော့စဉ်းစားကြရတော့ရှိရပါတော့ဒါပေမဲ့ကျွန်တော်တို့ကဒီမှာ key အထိကိုပဲကျွန်တော်စဉ်းစားမယ်အဲ့တော့56လို့ပြောမယ်ဆိုရင်ဒီမှာ6ဒီမှာ6 56ကရပါတယ်တဲ့56ဆိုရင်ဒီမှာဒဏ္ဍာမထိတယ် နောက်39ရပါတယ်တဲ့36ကလည်းတံတန်းမထီတယ်51တို့56တို့လည်းတံတန်းမထီရနော်37လည်းတံတန်းမထီတယ်89 89ရပါတယ်တဲ့86ကထွက်ပြီးသားဖြစ်တဲ့အတွက်ကျွန်တော်ပယ်လိုက်ပါတယ်ဗျာနော်87ကတော့ကျွန်တော်တို့ဘယ်တန်းမှမထီဘူးနော်ဘယ်တန်းမှမထီရတဲ့အတွက်ကျွန်တော်သူ့ကိုတော့လုံးဝမစင်စားဘူးအဲ့တော့ကျွန်တော်တို့ကောင်းပြီအဲ့တော့ကျွန်တော်တို့ဘာတင်းနဲ့ပြန်ပြီးထပ်ပြီးချင်းချင်းချင်းစဉ်းစားမလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့အခုဟောပါတော့နော် ဲ့တော့ကျွန်တော်ဒီမှာကြည့်မယ်ဒီမှာကြည့်မယ်ကြတော့ရှစ်ထိပ်ရှစ်ထိပ်လို့လာပြီဆိုရင်နဲ့ရှစ်ထိပ်လို့လာပြီဆိုရင်ဘာလာမလဲဆိုရင်နဲ့2 4 6ဆိုတဲ့ break ဟာတဲ့၃ရက်တွင်ထွဲရပါမယ်တဲ့နော်လာပြီအဲ့မှာရှစ်ထိပ်လို့လာပြီလေဆိုတဲ့အခါကျတော့နောက်တစ်ခါဒီနှလုံးကိုပြန်ပေါင်းပြန်တော့4 4 6ပေါ့နော်4 6လို့ break လာပြန်ရင်လည်းတဲ့2 4 6ပါပဲတဲ့2 4 6 6ပါပဲတဲ့ဒီပရိတ်ကလည်း3ရက်တွင်လာမယ်ကောင်းပြီအဲ့တော့ကျွန်တော်တို့ကအဲ့ပရိတ်နှစ်ခုကျွန်တော်က3ရက်တွင်လာရမယ်ဆိုတူလဲတူညီနေတဲ့အတွက်ကျွန်တော်တို့ပရိတ်တလုံးပရိတ်ကတော့ဆွဲလိမ့်မယ်လို့ကျွန်တော်တွက်ပါတယ်တွက်တဲ့ဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီမှာပြန်ကြည့်ရင်တင်ကနန်းဆိုလို့ကျွန်တော်တို့59ရယ်39ရယ်ဒါပဲရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့ကနော်39ရယ်ဆိုပြီးဒါပဲရှိပါတယ်နော်ဟိုဒီဘက်မှာကျွန်တော်တို့31တို့ 81တို့ကြတော့ကိုပရိတ်တွေတော့မှန်တယ်တို့တို့ဆိုညာလေဒီမှာတကီးမှမထီဘူးကျွန်တော်တကီးမှမထီပဲနေတော့မထွက်နိုင်ဘူးလို့ကျွန်တော်ထင်တဲ့အတွက်ကျွန်တော်က9ခုနဲ့3ခုကိုကျွန်တော်တင်ကနန်းအဖြစ်နဲ့ကစားပါတယ်နော်36ဆိုရယ်ကိုပရိတ်ပါပဲ37ဆိုရယ်၄ပရိတ်ပါပဲရှိပါတယ်ဒါပေမဲ့ခုနပြောလို့ဒီကောင်နေနဲ့သွားပြီးမညီဘူးဒါပေမဲ့ခုနပြောထိန်ကစားမယ်ဆိုရင်တော့36လို့ဟာမျိုးကျွန်တော်တို့ကစားမယ်ဆိုကစားလို့ရတယ်ပေါ့နော်။ဘာလို့လဲဆိုတော့တကီးတော့ထီးတယ်။နော်36လို့ဟာမျိုးကိုကျွန်တော်တို့အရန်အနေနဲ့ထည့်ကစားလို့ရပါတယ်။အဲ နောက်တစ်ခါကျွန်တော်89 89ဆိုတာလည်းထည့်ကစားမှဆိုရင်ကစားလို့ရပါအဲ့ဒါဘာလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီမှာဒါလေးကျွန်တော်နည်းနည်းလေးကြံနေနော်ခွန်ပရိတ်ခွန်ပရိတ်လို့လာရင်လည်း2049ဆိုတာလည်းရှိတယ်ဗျ2049 2049ထားလိုက်တော့မပြင်းတော့ဘူးနော်2049ဆိုတော့2049လို့ပဲကျွန်တော်ရေးလိုက်မယ်နော်2049လို့ရှိရတဲ့ဒီ89ကလည်းကျွန်တော်ထည့်မယ်ဆိုရင်ထည့်လို့ရတယ်ဒီ break ကလည်းကျွန်တော်ကရှိထားတယ်နော်ဘာလို့လဲဆိုတော့ခွန်တုံးညက် เนาะဟာလာအဲ့အဲ့ဒါလေးကလည်းမထွက်သေးဘူးเนาะမထွက်သေးဘူးလို့ပဲကျွန်တော်ကပြောရမှာပေါ့เนาะအဲ့တော့ကျွန်တော်တို့ compare ဆိုတာလည်းကစားလို့ရတော့86လေးလည်းကျွန်တော်ထည့်စေခြင်း ਨੇ ဟုတ်အဟုတ်တယ်2.4ကို86တော့ထွက်တာရယ်နော်2.4ကို86တော့ထွက်တာဒါတော့အဲဒါပါတော့အဲဒီ86လေးကတော့ထည့်ပြီးသားမလို့ကျွန်တော်ထည့်စီခြင်းနဲ့ဘာဖြစ်လို့ထည့်စီခြင်းလဲဆိုတော့ကျွန်တော်မနေ့ဖန်ကဝ38ဆိုတဲ့ဝမ်းကျင်လေးကိုကျွန်တော်ကြိုက်တယ်ကြိုက်တဲ့အတွက်ကျွန်တော် ဒီထက်မှပြောမယ်ဆိုရင်ကျွန်တော်ရဲ့အကြိုက်ဆုံးပြောရင်39ဆိုတာတပေါက်တည်းပဲရှိတယ်။နော်39အဲ့အကောင်ကိုကျွန်တော်ပို့ပြီးကြိုက်ပါတယ်။ဘာဖြစ်လို့ကြိုက်တယ်လဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ဟိုတပတ်စာပတ်တိပေးထားတာရှိပါတယ်ကတ္တမားတွေတည်ရနော်အဲ့မှာကျွန်တော်တစ်သုံးအင်္ဂါမကြောဆိုတဲ့ဟာကဒီကနေ့တော့အင်္ဂါမှာမထွက်သွားဘူးခင်ဗျအဲ့တော့မထွက်သွားတဲ့အခါကျတော့ကျွန်တော်တို့ဗုဒ္ဓဟူးမှာထွက်တတ်ပါတယ်နော်ကြော်သွားခဲ့တဲ့အခါနောက်တော့ဗုဒ္ဓဟူး ပတ်တီးရလဲ6ဖြစ်နေပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်က39ကိုကျွန်တော်ကြိုက်ချင်းဖြစ်ပါတယ်ဒါကျွန်တော်ကြိုက်တာကိုကျွန်တော်ပြောချင်းဖြစ်ပါတယ်အမျိုးတို့အနေနဲ့အကြိုက်တွင်ယူပါအကြိုက်မတူဘူးဆိုရင်လည်းမိမိကြက်နှစ်တဲ့ရာလေးနဲ့တွဲဖက်ကစားပါနော်။ဘာပဲဖြစ်ဖို့အဓိကတော့အောင်မြင်ဖို့အရေးကြီးပါတယ်။ဒီကနေ့လည်းအောင်တင်းတော့အောင်လိုက်တဲ့အတွက်ကျွန်တော်ဘာပဲဖြစ်ဖြစ်ကျွန်တော်လူကြီးကိုသားကျွန်တော်ပြောပါတယ်နော်။ကျွန်တော်ကနည်းနည်းပြောမယ်ပြောမယ်ဆိုကျွန်တော်မဖြစ်စလောက်ကလေးတွေပဲထိုးတာပါနော်။ဟိုဘာကြောင့်ပြောစလဲဆိုရင်ကျွန်တော်ပေါက်လို့ပြောတာမဟုတ်ဘူး။ကျွန်တော်အမျိုးလိုပေါက်ထားဖို့ပြောတာပါနော်။ ကျွန်တော်ကတိတ်ပြတော့လဲလူများကအောက်ွက်ကြီးတွေဘာွက်ကြီးတွေညာွက်ကြီးတွေကျွန်တော်ထိုးခဲ့ပါတယ်နော်အဲ့တော့ကျွန်တော်လည်းပေါက်တာနည်းနည်းပါးပါးပဲပေါက်တာဗာဒါပေမဲ့လည်းကျွန်တော်မျိုးတို့ပေါက်ကြတယ်ဆိုတာသိရတယ်တော့ဝင်စားခြင်းပဲဖြစ်ပါတယ်ကဲဒီကနေ့တော့ကျွန်တော်ရတင်ဆက်မှုတွေကဒီလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာညီကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပြီးလင်ဗုဒ္ဓဦးနေမှာအကွက်ကောင်းနေနဲ့လှရလို့အားလုံးပျော်ရွှင်နိုင်ကြပါစေဆိုပြီးဆုတောင်းပေးလိုက်ပါတယ်ဗျာ